အောင်ဝဲအပိုင်ပိုင်နှွဲနေတာနော်တောင်းတော့အောင်ဝဲတွေပိုင်ပိုင်နိုင်နိုင်နှွဲနေတာလေကစ်ကောမှလည်းဟာရချက်တီးကလန်လန်လန်ကိုထွက်နေတာနော်ဆွဲတော့ဘုံတော့မနေ့ကဆွဲတော့ဘုံရဆွဲတော့ဘုံရတော့လည်းကျွန်တော်ကြည့်တယ်ပေးတိလိုက်တဲ့ PDF တွေအလောင်းတွေအများကြီးအများကြီးပဲထပ်နေတာပဲကြည်စံလည်းမရှိစားဖို့လည်းမရှိနဲ့အာ PDF တွေတေကြလာလည်းအများကြီး KNU တွေကောင်းတွေကထွက်ပြေး KNL တွေကောင်းတွေထွက်ပြေးအဘာဒီမကောမသိသူမှချုပ်ချက်ခံနေရဂျားရဲသေတော့အဲဗမာအိတ်တိတ်ခွတ်ကြတယ်တိုက်ခိုင်းတာ ပေတော့ BDR ဒီအများကြီးပဲအမှသေတာရင်းမိနေဆွဲတော့ကောင်းပါလေအခု 6K ကောင်ပဲလေ 6K ကောင်ဒီပဲမျိုးသစ်ပဲတော့လဲမျိုးသစ်ပဲမလို့အခု 6K ကောင်အကုန်လုံးထိန်းလို့လဲပြီးလဲပြီးတော့ကောင်ဆိုးထော်နီတို့ဘာလဲဘာကောင်းနေရောဒီကောင်ကတကောင်းမှမရှိဘူးအိုင်ကေကေပတ်လာအိုင်မှာဆိုတကောင်းမှမရှိဘူးမိတက်တရားလဲလန်ထွက်တင်အောင်မိတယ်ကေကေပတ်ပြီးတော့အဲ့ဘေးတန်ခန့်စကောင်ကိုရလိုက်တဲ့အချိန်တိုင်းကြလဲကြာပေါ့ငန်းကေကေပတ်ကိုတိုက်ကျိတ်လိုက်တာအိုင်မှာအဆောက်အဦတွေတစ်ထပ်တိုက်တွေနှစ်ထပ်တိုက်တွေသုံးထပ်တိုက်တွေလေးထပ်တိုက်တွေဟာအများကြီးပဲ ပြီးတော့ဂိုဒေါင်းနေအများကြီးအများကြီးရဆောင်းလက်ဆတိုက်နေပြီးတော့အိမ်မှာကြားပြန်လုံးနေတဲ့ကောင်းနေကောင်းမလေးအများကြီးပဲအမျိုးသားမျိုးသမီးတွေအများကြီးရတယ်မျိုးသမီး400လောက်ရှိတယ်အမျိုးသားတွေအကုန်ဖမ်းမိတာဟာရဲရဲဆက်ဆက်မိတာဘယ်လောက်တော့တနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုပတ်ပြီးလိန်နေတဲ့ KNU ကိန်းကောင်းနေလဲလို့နော် KNU ပြောတော့ကိန်းတိုင်းသားနေပြောတာမဟုတ်ဘူးအခုတော့ဘဝတွေပြတ်ပြီနော်ဘဝတွေပြတ်ပြီတိုင်းပြီးပြတ်ပြီအကောင်တွေပြတ်ပြီဘဝလည်းအမေရိကန်နဲ့စတာနဲ့ဖိတ်ပြီးလိုင်းပွဲကတိမ်းပြီးအဲမှာ လှပြီးဘွဲကကြည့်လာတယ်ဒီနေ့လဲအဲဒီကောင်လေး KNU KNL လေးတွေအသေးများတယ်လို့ပြောတယ် PDF တွေလည်းအသေးများတယ်လို့ပြောတယ်ပြေးကြလဲပြေးကြလဲတချို့ထိုင်းဘက်ကိုပြေးကြတာဒုက္ခတွေမှတ်လို့ဗါလဲကားတစီးတဲ့ပိတ်ပဲပြီးပြဘယ်ဟုတ်မလဲအဲ့ဒါ PDF တွေဒီကောင်လေးကရင်ကောင်တွေကောအများကြီးကားနဲ့ထွက်တော့ပြေးတာပစ္စည်းလက်နက်တွေအကုန်လုံးထားခဲ့အဆုံပြီးတော့အကုန်လုံးကဗာပြလဲဆိုအဲကားနဲ့ထပ်တာလဲဟို ဟိုထိုင်းနိုင်ငံဘက်ဝင်တော့ထိုင်းနိုင်ငံကျတော့အဖမ်းခံရအောင်အဖမ်းခံတော့မြန်မာပြည်ပြန်ရောက်မြန်မာပြည်ပြန်ရောက်မှကောင်းကောင်းကြိတ်ပွဲရတဲ့တော့အဲ့လိုမျိုးတွေရှိတယ်နော်နောက်တစ်ခုကျွန်တော်ပြောပြအောင်မယ်အဲတီဘောတီဘောခေါက်ခင်းကိုဟိုစစ်မှုထမ်းအိမ်ရဝဲမှာအာဒါတောင်တော်ကပွဲကတယ်နော်တီဘောမှာဆိုလို့ချင်းပွဲကတယ်အဲပွဲကတဲ့အချိန်မှာစစ်မှုထမ်းအိမ်ရဝဲမှာငါပွဲကတော့အလောင်းတွေရောလက်နက်တွေရောရတယ်လို့ကျွန်တော်ကြားသိရတယ်ဖခင်တော်တော်လုံးကင်းတော်တော်ချွေမွားပြတာအခုလဲကျိတ်နေတယ် ူလည်းကြိတ်နေတယ်။နောက်တပ်မတော်ကအဲစစ်ကြောင်းထိန်းတာထင်ပါတယ်။နောက်အခုလည်းတော်တော်ကြိတ်နေတာကိုကျွန်တော်တွေ့ရတယ်။တပ်မတော်ကလည်းရေခဲ issue ပဲဆိုတော့အခုလိုဖြစ်သွားတာ။နော်။အဲနောက်တစ်ခုကျွန်တော်တို့ဒီဟိုနေ့ကိုပြောရမယ်ဗျ။ရွှေဘုံမှာနေနေချင်းတယ်။ရွှေရွှေဘုံမှာရွှေဘုံမှာနေနေချင်းတော့အဲ့မှာစက်ကြီးကောက်တဲ့ PDF တွေဗျ။စက်ကြီးလာကောက်တဲ့ PDF တွေဒါပေမဲ့ဓမြတိုက်ဖို့ရွှေဘုံလမ်းကိုတက်လာတဲ့အချိန်မှာတပ်မတော်ကကြိတ်ချလိုက်တယ်။အဲ့မှာတိတ်ကြတယ်တော်တော်များများ။အဲဒါဖန်ဒီရမိတဲ့သူတွေလည်းရှိတယ်လို့ကျွန်တော်တို့เนี่ยကြားသိရတာရှိတယ်เนาะ စလင်းကြီးမှာဆိုလဲဒါ30 30เนาะ30ကိုပြောမှဆို30မှာအကျန်းဖက်တွေလဲဖန်းစီရမိတယ်နေမည်ရှင်းတာเนาะ30မှာအကျန်းဖက်တွေအေးဖန်းစီရမိတာရှိတယ်ဒီစလင်းကြီးမှာဆိုရင် အလဲချမ်းရှိမယ်နောက်တစ်ခါကျတော့အရှိချမ်းရှိမယ်ဘေဒီတူစတက်လေဒီနေနဲ့ခေါင်းခေါင်းတက်ကြွေးတဲ့ခါကျတော့ဒီဘာလဲဖျန်းနီဘက်တို့အမှန်ရှိတဲ့အကျန်းဖက်စခန်းကြီးကိုလဲတမလောင်ကောင်းကောင်းပြည့်ရှင်းရှင်းသွားတယ် အ ਨੇ ဆုံးကျွန်တော်အတီရတော့ကျွန်တော်သိရှိတဲ့အနေထားတော့3-4ရာတော့တည်ကြတယ်။ဒဏ်ရလူမပါသေးဘူး။လက်သွားတဲ့လူတွေကြီးပဲ3-40လောက်ရှိတယ်။နောက်ခါကျတော့ဒီဘက်ဒါပါလဲတိုင်းယူလာ။အဲထိုင်းဟိုပါသူကထမ်းပုလို့ခေါ်တာနော်။သူကအဲ့ဘက်မှာလည်းပဲထမ်းပုရွာပဲဖြစ်မှာပေါ့။အဲ့မှာလည်းပဲအဲဒီကောင်လေးကအကြမ်းပဲစခန်း။အဲ့စခန်းလည်းပါသွားတာပဲ။ပါသွားတော့သူနှစ်ဖက်ပေါင်းလိုက်တဲ့ဆိုလို့ရှိရင်50 60လောက်ဒီကောင်အသေးသေးဖြီးသွားပြီးတော့ဒဏ်ရလူတွေတော်တော်များတယ်လို့ကျွန်တော်နေနဲ့ကြားသိရတယ်နော်။အဲအဲ့ဒါကျွန်တော် ဇာတိရတာလေးတွေပဲကျွန်တော်ပြောပြအောင်မယ်နောက်ဒီပဲဆိုလို့ရှိရင်အဲ့ဒီတစဲဆိုလို့ရှိလို့ရှိရင်များဒါအဲဖုံးချောင်းဖစ်ထူတယ်เนาะအကျံဖက်တွေရဲ့အထိုင်စခန်းတွေကိုဟိုဒါကောင်းကောင်းအကျံဖက်အတိုင်းပဲဆက်ဆံပြီးတော့မှကောင်းကောင်းတက်ကြိတ်တာကိုတွေ့ရတယ်ဒီတစဲတို့ဝက်မေးတို့เนาะနောက်ဒါဖောက်ကတာလားဟင်းအဲ့ဒီကြီးရွာတွေဝက်မေးကြီးရွာတို့ဖောက်ကတာကြီးရွာတို့ဗာထန်းတော်ကြီးရွာတို့မိုးကြိုးပြေး အဲမောင်ကျုပ်ပြပါမောင်ကျုပ်ပြကြီးရွာတို့နောက်တခါထုံတော်ဟောကြီးရွာတို့တုံရွာတို့တုံရွာတုံရွာတော့တုံရွာပေါ့အဲရွာတွေရဲ့နောက်တခါဘင်ကားရွာတွေရဲ့နောက်ခါလေဒီရွာအဲအဲတပ်မနိုင်မရှိစကြောထိုးအကြံဖက်တွေကိုတနေရမှမချောင်တော့တွေးတွေးတွေးတဲ့အတိုင်းပဲအကြံဖက်အကြံဖက်တိုင်းပဲဆက်ဆံပြတာအရင်ကတော့ညီကိုလိုဆက်ဆံတယ်၄နှစ်ကျော်ကြာလာပြီဗျာ ဟုတ်လား၄နှစ်ကျော်ကြာလာပြီလေဗျာညီကိုလိုဆက်ဆံလို့ကမရတော့ဘူးလေအဲ့တော့ဒီကောင်းလေးကိုလက်နဲ့ချမလားအလေးဝယ်မလားတိုင်းနဲ့အေးချမ်းနေမလားမနေမနေအကြမ်းဖက်အကြမ်းဖက်တိုင်းဆက်ဆံတယ်ပြီးတော့ပြင်းပြင်းပြစ်တယ်အကြမ်းဖက်အိမ်သူတခါတည်းအပြောင်းရှင်းတယ်တပ်နော်ကအခုအခုကတော့နည်းနည်းပြတ်သားသွားတာကိုတွေ့ရတယ်ကျွန်တော်အဲ့ဒီဘက်မှာလဲနော်နောက်တစ်ခါကြာတော့ဘယ်ဘက်ကိုပြောမလဲဆိုရင်ဝဲဝက်လက်ဝက်လက်ဆိုလို့ရှိရင်ဗျာရွာသားကြီးကိုဗစ်တူတယ်အဲ့ရွာသားကြီးကအကြမ်းဖက်စခန်းကြီးကခဏခဏထုနေတယ်နော်ဒီငိုင်းဆက်ရဲဆက်တိုက်ထုတယ် ထုလိုက်တယ်ဒီကောင်လေးပြီးပြီပြန်လာနေတယ်ပြန်လာတာတရင်ရလာလာတာနဲ့လာတယ်ဆက်တက်လေးတင်းလာတယ်လာထုတယ်ဂျန်နဲ့လာထုတယ်ထုသလောက်သေးတယ်သေလောက်ပြန်လာတယ်ပျောက်သွားလိုက်အလောင်းလာကောက်လိုက်မီးရှို့ပေးလိုက်ပြန်လာလိုက်လာလိုက်တမန်တော်ထုလိုက်နေဆိုတော့တမင်မွေးကြားဆိုင်ဆိုတဲ့ပုံစံမျိုးဒီကောင်လေးရောက်လာတဲ့ရောက်လာတဲ့အချိန်မှာတမန်တော်ကပုံချတယ်ပြထုတယ်အုံတိုင်းကွန်းသေး ပြီးသွားလို့ရှိရင်ဒီကောင်လေးကပြေးတယ်ပြီးပြီးသွားလို့ရှိရင်အလောင်းပြန်လာကောက်တဲ့ကြိုပေးတယ်ပြီးသွားရင်သူတို့ပြန်လာဆိုအဲတဖြည်းဖြည်းချင်းမြောင်မြောင်မြောင်ပြီးရှင်းနေတယ်လို့ဖြစ်တယ်အဲသူ10ယောက်လောက်ထိလိုက်တစ်ခါချလိုက်9ယောက်လောက်ထိလိုက်10ယောက်လောက်ထိလိုက်9ယောက်လောက်ထိလိုက်နေပဲဒါတော့သူတို့အိတ်တဲ့ကင်းဆိုလို့ရှိရင်ကောင်းငင်ကင်းနဲ့မြေပြင်ကင်းဆိုနှစ်ကင်းစောင့်ရတယ်တယောက်ကဟိုခေါင်းမမော့ထားတယ်တဲ့နော်ခေါင်းမော့တဲ့ကင်းအဘွားလင်းကင်းစောင့်ရတယ်လို့ပြောတယ်အဲ့တော့အိုက်ချားထဲမှာသူသေတယ်ကြတာဒီ၄၅ရက်အတွင်းတက်မလို့နေတိုင်းဆက်တိုက်ချနေတော့ဒီစကိုင်း ရွာတိုင်းစကောင်းနေတိုင်းချနေတော့ကျွန်တော်အနေနဲ့အမှ50 60ဘောက်တည်နေပြီလို့ကြားသိရတာရှိတယ်။နောက်ဒီလောင်းလုံးဘက်လားလောင်းလုံးဘက်ဒီအောင်သွေးဖုံးကြောင်းဘက်ကိုဗျာတက်ကအောင်သွေးဘေးဖုံးကြောင်းတမှာတက်လောင်းအထိုင်ရှိတယ်ဗျာအဲ့ဒါကိုအဲ့ဒီလောင်းလုံးဘက်ကအကြမ်းဖက်တွေကလာတိုက်တယ်ဗျာလာတိုက်တဲ့ခါကျတက်လောင်းကပြန်ပြီးကောင်တာစိမ့်ပြီးကျွေးလိုက်တာအဲသူတို့၄ယောက်လား၅ယောက်လားမသိသေးွားလဲဆိုပြီးဒဏ်ရလို့ခေါင်းယောက်၈ယောက်လောက်ဖြစ်တယ်ဆိုပြီးတော့အတင်းဆွဲထုတ်ပြီးပြီးသွားဆိုပြီးကျွန်တော်တို့အကြပြရတာရှိတယ်နော် နောက်စကိုင်းပဲပြောမှာဆိုစကိုင်းမြောင်မှာလည်းပဲဒါတပွဲကြီးကနေတယ်နော်အဲပွဲစကိုင်းမြောင်မှာပွဲကြီးကနေဒီကြောက်ရဲစကိုင်းဘက်ကိုအဲ့တတော်လုံးလမ်းတဝက်လောက်မှာအနေမြင့်ရှိနေချိန်မှာလမ်းတဝက်လောက်မှာအကြဖက်နဲ့တွေ့တယ်တိတိတိုက်ပွဲဖြစ်တယ်တိတိတိုက်ပွဲမှာတော်တော်သေးတယ်ကမုံရပီဒီအက်မုံရပကပပအဖလို့ပါဆိုအဲ့ကောင်စီပြီးပြီဟိလားတော်တော်များများသေးတယ်ဒီကူတလောတော့တက်မလွန်နဲ့သူက ထိတ်တိုက်တွေ့တာပပင်းတွေ့တာစိတ်အဲအဲ့လိုမျိုးတရားလို့ချင်းဒီကောင်းနေအသေးငယ်ဒီကောင်းနေဘက်ကပြောလို့ချင်းစိတ်ကူးရင်ဆန်းဆန်းနေပြောနေကြတယ်အာကျွန်တော်တို့ဖယ်နောက်တိုက်လိုက်တာဘလို့နိုင်တာပါတကယ်တမ်းမြေပြင်လက်တွေ့မှာဒီကောင်းလေးအရှိမရှိဘူးဒဏ်ရာနဲ့အသေးနဲ့အပြေးပဲပြီးလို့ရှိလို့ချင်းဒီကောင်းလေးက7မိနစ်လောက်တိုက်ပြီးပြေးပြီ7မိနစ်လောက်တိုက်ပြီးကြီးမရှိတော့ဆို ပြေးပြီအမှ9ယောက်လာလို့ချင်း2ယောက်ကကြီးရင်3နဲ့ ကျန်တဲ့ဟာမတုံးနေအမအကြာကြီးတိုက်တဲ့ပုံစံမျိုးလုပ်တယ်ပြီးတော့ကြီးရန်လေးရောက်ကုံလဲကုံလဲကောပြန်ပြေးပြန်အောင်ဒီကောင်တွေကအခုကကြီးတဲ့ကုံပြီးတော့ဒီကောင်တွေကလူတဲ့အသေးခံနေတဲ့ပုံစံမျိုးတွေပဲကျွန်တော်တွေ့ရတယ်ပြီးတော့သူကမြေပြင်မှာပြောလိုက်လို့ချင်တာကျွန်တော်တို့ကနိုင်မှာမြေပြင်နဲ့အောက်မှာတသားစီကွဲလွဲတယ်တော်တော်ကွဲလဲတာကိုကျွန်တော်တို့တွေ့ရတယ်နော်နောက်ကဘကိုးတိုက်နဲ့တလင်းဆိုရင်အဲနဲ့တလင်းဒီနေ့ဗစ်ထူတာကြီးကကြောက်စရာကြီးထူတာဘိုးတိုင်းကတော်တော်ရှင်းနေပြီနဲ့တလင်းကတော်တော်ရှင်းနေပြီ အဲရှင်းတာလည်းမပြောနိုင်ဘူးလားယူကောက်ဝဲရတဲ့စားတော့မှဆိုဒီကောင်လေးနှောက်ရက်လို့မရအောင်တခါလဲရှင်းတာဖြစ်မယ်ဒီမကြီးပြင်းတို့ဘာမွေးကုန်းတို့လမ်းမင်းရွာတို့ဆိုတာဒါဒီနေ့ဆိုရင်အပေါင်းအလုံးဝင်15-20ဝင်းကျင်လောက်ရှိမှာလား16-6လုံးညာအများဆုံး16 17 18အဲ့ဝင်းကျင်မှာခြားမယ်17လုံးလောက်နေနော်16လုံးနဲ့17လုံးအိုက်ကြပါရှိတယ်ဒါတို့ကြီးတွက်တာကိုကျွန်တော်ပြောတာရှိတယ်အဲ့လိုခြားလိုက်တဲ့အချိန်မှာဘယ်လောက်တော့သေတယ်လဲဆိုရင်ပြောပြမှာအားနာလို့မပြောတော့ဘူးပိုးစိုးပတ်စပ်ကိုသေးတယ်အကျန်းဖတ်တယ်ပိုးစိုးပတ်စပ်သေး ဒါရလေးလိုက်ရကြပြီးတော့တောင်းတော့ကအာတိတိကျကျနဲ့ချနိုင်ကပစ်ချက်တွေကလည်းလန်ထွက်နေအောင်ပစ်တာတောင်းတော့ပစ်တာလန်ထွက်နေအောင်ပစ်တာဒီ only ပြေးတာလည်းမြင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 ်းတော့အပေါ်နဲ့လိုက်ပစ်လိုက်ချတာကျမ်းမရ၃ညာ၃ညာလုံးတော်တော်သေးတယ်ဗျတိုက်ပေါင်း20လောက်ဆိုတွက်ကြည့်68 90ကသေးတယ်ဒါရန်ရလို့တပုံးဗျမကြခင်တော့အကျန်းဖက်တွေကုံတော့မယ်လို့ကျွန်တော်နေနဲ့ယူဆမိတယ်เนาะဒီ လိကီကောတိုက်ဝဲကအပိဒတ်တိမ့်လိုက်တဲ့ခါကျတော့အာကျွန်တော်ဆော့ဆော့ပြောလို့ပေါ့နော်လိကီကောတိုက်ဝဲကအပိဒတ်တိမ့်တဲ့ခါကျတော့ဒီကောင်လေးကဘယ်လိုပြီးလဲဆိုတော့အဲ့ဒီလိုထိုင်းကိုပြေးတယ်ဒီဘက်ကဟိုဒီဘက်စကိုင်းတိုင်းဘက်ကဟာ PDF တွေအကြမ်းဖက်တွေဘကိုးတိုင်းဘက်က PDF တွေအကြမ်းဖက်တွေဘယ်လိုပြေးလဲဆိုတော့ရခိုင်ဘက်ပြေးပြေးမပြေးလို့ရှိရင်ထိုင်းဘက်ကိုပြေးအကုန်လုံးကနောက်ဆုံးထိုင်းနိုင်ငံမှာအကြမ်းဖက်တွေသွားစုပဲတဲ့နိုင်ငံကြီးကတော့တက်သွားပဲတဲ့အကုန်လုံး ကြည့်တယ်များသူတို့ကထားသွားနေရတယ်ရခိုင်ဘက်ပြေးပြေးမပြေးထိုင်းဘက်ပြေးတယ်ဒီနှစ်ဘက်ပဲပြေးကြတယ်အဲ့တော့တိတ်ကြတယ်ပြေးကြတယ်ကျန်တဲ့အရင်ဆုံးဟိုထောက်ဖို့တွေလုပ်သွားတဲ့ကောင်တွေတတိယနိုင်ငံမှာချမ်းသာကြွယ်ဝပြီးတော့မှတာယာနဲ့အဲချမ်းသာတာယာကြီးဝချမ်းသာပေါ့ဗျာအဲအခုအခုမှအပြေးပဲသူထိုင်းဘက်ကိုပြေးမှသူတွေကထိုင်းရဲတွေကတရဇက်ဖမ်းပြီးတော့နိုင်ငံကိုပြန်ဖို့နေတော့သူကထိုင်းဘက်ကိုပြေးမှပြန်ဖမ်းခံတယ်လို့ဖြစ်တာပေါ့အဲ့ခါကျတော့ဟိုနေသက်ပြတ်ကြောဥပဒေတွေရောအကြမ်းဖက်ဥပဒေတွေရောအများကြီးတွေ့ပါဘူးနော် လေးကေကွာကောင်တွေကတော့စောထော်နေတို့မိတက်ကောင်2000ကျော်တော့ပါတယ်အကျန်းဖက်ဥတွေလည်းပါမယ်ကြားဖြတ်နေလည်းပါမယ်အမလေးအဲ့ဒီပုံမှန်နဲ့အများကြီးသူကောင်တွေထောင်းတက်တက်လိုရမရှိသေးဘူးအများကြီးတွေ့ရနော်နောက်ကြောက်ကျူကြောက်ကျူကျွန်တော်ပြောပြမယ်ရခိုင်ဘက်ဆိုရင်နိုင်ငံ nga AC ပဲနိုင်ငံရေကမိုင်းဒီမီတာ6000အတွင်းကိုကောင်းနေဝင်လို့မရတော့ဘူးအဲပြီးတော့တက်လောင်ကဒီနေ့လေချောင်းတွေရော drone တွေရောလက်နက်ကြီးတွေရောကြွေးချက်က ကဲဒီကချင်ကောင်းကြီးရဲ့အေးကောင်းကြီးရဲ့အရာကြီးတိုင်းဘက်ကပရိယနည်းနည်းမမရရဲ့ဒါတည်ရတာကိုကျွန်တော်တွေ့ရနည်းနည်းပါတယ်အဲအားတည်ကြတာကိုတွေ့ရတယ်တကယ်မြေပြင်မှာကြတော့သူတို့တကယ်တည်နေကြတယ်သူတို့ရဲ့မဟုတ်တဲ့မီဒီယာတွေကပြောနေတဲ့ခါကျတော့နိုင်ကန်တိမ့်ပြီးဘိုင်းတိမ့်ပြီးညာတိမ့်ပြီးတော့တက်တက်ဖွာတာရှိတယ်ဒါမှငယ်တကယ်လက်တွေ့မှာကြတော့သူတို့ပြောတာနဲ့အများကြီး꽌လွှဲတာရှိတယ်နော်ကျွန်တော်တို့ကြားသိတာနဲ့သူတို့ပြောတဲ့꽌လွှဲတာရှိတယ်ကြောက်ဖြူမှလည်းခြာနေတယ်ကြောက်ဖြူမှဆိုလို့ရှိရင်ကျွန်တော်ဒီကလပါတောင်ပိုင်းဆိုရင်ဒီနေ့အမောင်းထုတ်တယ် တော်တော်သေးကြတယ် area တမတော်လာနဲ့ပြေးတယ်ပြေးတာကိုကျွန်တော်တော်တော်ပြီးထုတာကိုတွေ့နေရတဲ့ခါကျတော့ area လမ်းမနဲ့အပြက်ပြက်နေတယ်ပြက်တယ်ခြေတော့တော့ကြံနေတယ်လူလို့ဆွဲခေါ်သွားတာကြီးတယ်လက်တိပြက်ကြံနေတယ်ဆွဲခေါ်သွားတာကြီးတယ်အဲ့လိုမျိုးတွေဖြစ်တယ်ပြီးတော့နေပြည်ဘက်ကလည်းလက်နဲ့ကြီးတွေနဲ့အမုံကျွေးနေတော့ area လည်းဘဝတုံးနေစပုံလည်းတုံးနေနောက်တန်တွဲမှာရှိတယ်ကွာနဲ့တန်တွဲချာမှာရှိတယ် area စကန်းနေတောင်းတောင်းနေမှာရှိနေတဲ့ area စကန်းနေရွာနေမှာရှိနေတဲ့စကန်းနေကိုတမတော်ကဖိနဲ့ကောင်းကောင်းထုတ်နော်ဖိကောင်းကောင်းထုတ်တယ်လက်နဲ့ကြီးကောင်းကောင်းကျွေးတယ် အမုံကျွေးတယ်။ဒီဘုံကျဲရတာဆိုလို့ရှိရင်ဒီကအခေါက်တော့ခေါက်ပဲသွားပြီးကျဲနေတာကိုကျွန်တော်တွေ့ရတယ်။အဲတော့အေးကမလုတာမခံတာငိုက်ပြီးတော့ပြီးတော့မွေးရဲဇေဝါလည်းလုတ်တဲ့ခါကျမွေးရဲတေးရလည်းပဲအဲသူတို့ပြဿနာရှိတဲ့ထင်ပါတယ်။အဲအခုနိုင်ငံတကာလည်းပိတ်ဆို့လာတာဖြစ်လာပြီ။ဒီတပ်မတော်ဘက်ကလည်းပတ်ချလည်းပိတ်ဆို့လာတော့အေးထုံးမြနိုင်ငံရခိုင်ထဲမှာပဲနေတော့တယ်။ နော်ရခိုင်ပြည်တနေရာမှာနေတယ်အဲ့ရလည်းပဲအဲ့ဒီတယောက်ကနေကောမှာရခိုင်ထုံးမြနိုင်နေတဲ့နေရာနဲ့စုံစမ်းတယ်စတားနဲ့နေရာနဲ့ပိတ်တော့မှဖြစ်တဲ့အတွက်အဲသူတို့ကနည်းနည်းတရင်အချက်လက်လိုက်မှုအားတော့နည်းနည်းကြိုးစားလိုက်လို့ရှိရင်ရမယ်အေးထုံးမြနိုင်တော့ရခိုင်ထဲမှာရှိတယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်သိရှိရတာဖြစ်တယ်နော်အဲအေးထုံးမြနိုင်ကတကယ်လို့ဟိုတိရှိသွားလို့တက်မလာတိရှိသွားလို့ဘုံတလုံးလုံးချရင်တော့ဘလို့ဒီကုန်းကြမလဲဆိုတော့ကျွန်တော်ဆက်လက်စားအမှန်ကန်တော့ဒီကောင်းလေးသုံးကောင်ကိုဟိုဖြုတ်နိုင်နိုင်လို့ရှိရင်တော့ပွဲရပြက်ပြီ အဲ့ဒီရခိုင်ပြီးအကြောင်းပါပဲနော်ရခိုင်တပီလုံးကိုဖြတ်တာထုံမြတ်နိုင်တယ်နော်ထုံမြတ်နိုင်ရခိုင်တပီလုံးကိုဖြတ်တာအဲ့ဟောရှိတဲ့တီနေရာကိုတောင်းတော့ကဖြုတ်နိုင်သွားရင်တော့ဒါရခိုင်ပြီးကအေးဆေးဆေးဖြစ်သွားပြီနော်အဲ့အဲ့တခွင်ထဲမှာမချနိုင်တော့အဲတပ်မတော်ကလည်းတိုက်ရအောင်မလို့ကျွန်တော်လည်းထင်တယ်အခုလာရှူဒီကျွန်တော်တို့အဲတီဘောဘက်ကနေပြီးတော့မှမုတ်ကုတ်ဘက်ကိုထိုးနေတာဒီနောက်ခါကျတော့ကျွန်တော်တို့ စစ်ကြောင်း၃ကြောင်းထိုးတယ်ပေါ့စစ်ကြောင်း၃ကြောင်း၄ကြောင်းထိုးတယ်စစ်ကြောင်း၄ကြောင်းထိုးတယ်မုံကုတ်ကိုပြန်ရဘူးမုံကုတ်ပလောင်ကိစ္စပြီးသွားရင်တော့အဲ့ဒီရခိုင်ကိစ္စတော့လာမယ်လို့ကျွန်တော်နေမျှော်လင့်နေအားလုံးကြမ်းပါစေတောင်းဖို့ဆုမွန်ကောင်းတောင်းပါတယ်လူသားတွေအားလုံးပြည့်ကြပါစေဗျာနာ